မင်္ဂလာပါညစီကွာဆာဆောင်မနှုတ်ခွစတာပါရယ်ဇူလာ15ရက်2025ခုနှစ်တနင်္ဂနွေနေ့ထရပြားသည့်တင်းကိုဖြစ်စီသောဖတင်းကိုဖန်ဆင်း၍နေရာချသောသူဖြစ်တော်မူသည်မဟုတ်လောတရားဟောရာချက်အခန်းကြီး32ခန်းငယ်6ခေါင်းရှင်ကဖခင်များနေကျွန်တော်တို့ပြက်ကလေးမှာတော့ယနေ့ဒီဖခင်များနေဖြစ်ပါသည်ဖခင်များကိုကိုပြု၍ကျေးဇူးတော်ကိုအောင်မင်းလျက်တာသားရသောနေသူနေမြတ်ဖြစ်ပါသည် မိခင်များနေကိုကျွန်တော်တို့အထူးမြတ်ထား၍တရားရတော်လဲဖခင် များနေကိုတော့တိမ်မမတ်မိကြပါမိခင်များနေရှိ၍ဖခင်များနေရှိသည့်ဒီကိုစပွန်ကင်မြို့မှ Mrs. John Brooftop ကစတင်လှုပ်ရှားခဲ့ပါသည်မိခင်မရှိတော့သူမတို့၏မောင်နှမများကို ဖခင်က ကောင်းစွာပြုစုနိုင်မှုရုံးကန်ခဲ့သည့်ကိုအောက်မေ့လျက်ဂုံပြုကျင်သော1939ခုနှစ်မှစတင်က အသင်းတော်များသို့လျှောက်ထားခဲ့ပါသည်။နောက်ဆုံးတော့သူမ၏အားထုတ်မှုဖြင့်ဇူလာတတိယပတ်တနင်္ဂနွေသည်ဖခင်များနှင့်ဖြစ်လာခဲ့ပါ၏။ထို့ပွဲသို့တက်လာခဲ့သောပရိသတ်များကနှင်းစီပန်းများကိုလက်ဆောင်ယူသွားခဲ့ကြပါသည်။ဖခင်ရှိနေသည်နှင့်အနီရောင်နှင်းစီတပွင့်မရှိတော့လေအဖျူရောင်နှင်းစီတပွင့်ကိုယူသွားကြပါသည်။ သူမ၏ပထမဆုံးသောဖခင်များနှင့်ပြီးမှချီကာဂိုမှဆ၍မြို့ကြီးများမှဖခင်များနှင့်ဖြစ်ပေါ်လာဖို့လှုံ့ရှားမှုများရှိလာပြီး1924ခုနှစ်မှစတင်ကလက်ကဘာလုံးတွင်ဖခင်များနှင့်ကိုကျင်းပလာခဲ့ပါသည်ဖခင်များနှင့်ကိုကျင်းပသောကြောင့်တင့်တာသမီများကဖခင်တို့၏တန်မှုကိုသိလာ၍လေးစားချစ်ခင်မှုတိုးပွားလာရပါ၏နှင့်ဖခင်များကမိမိတို့၏တာဝန်ကိုပုံမှန်သိလာ၍အိမ်တော်ကိုတာ၍ပြုစုကျင်လာရပါ၏ သောအကျိုးကြီးနှစ်ရပ်ကိုရနိုင်ကြောင်းတိုင်းပြည်ခေါင်းဆောင်များလက်ခံခဲ့ကြပါသည် ထိုချက်များဖြင့်လူသားဖခင်ကုသမကဖန်ဆင်းရှင်ဖခင်ဖျားကြီးကိုလည်းကျေးဇူးတင်မှုတန်မိုးထားဖို့လေးစားဖို့နှင့်ချီးတင်မှုရလည်းရည်ရွယ်ပါတဲ့ကျေးဇူးတင်ထိုက်သောတန်မိုးထားအပ်သော လေးစားသင့်သောချီးတင်မှုရလိုအပ်သောဖျားကြီးကျွန်တို့တို့၏ဖခင်ကောင်းမွန်သောဆက်ဆံရေးတစ်ခုပြုမိကြောင်းဖခင်များနေကတည်ပြီးပါ၏ဖခင်များ နေ့မှာဖခင်နိုင်ရှင်လန်းချမ်းမြေ့ကြပါစေအားလုံးဖခင်ကောင်းပြပါစေ